ဟယ်လိုအားလုံးမင်္ဂလာပါအလုံးဘောကြနေတဲ့ခြားတဲ့ပရီးမီယာလိပြိုင်ပွဲကြီးကပြီးခဲ့တဲ့ပတ်မှာတော့နိုင်ငံတကာပွဲစဉ်ကြောင်းအကြံနာထားခဲ့ပြီးဒီပတ်မှာတော့ပြန်လဲရောက်ရှိလာပြီဖြစ်ပါတယ်ဆိုတော့ဒီပတ်မှာတော့ဒီဘဘူးနဲ့မန်ချက်စတာယူနိုက်တက်နော်တန်ဖော်ရန်နဲ့ချယ်ဆီတို့ရဲ့တွေ့ဆုံရပွဲတွေပြင်တခြားပွဲကောင်းတွေလည်းအများကြီးရှိသေးရမို့လို့ဒီဘက်ကလည်းပရိတ်တက်ကိုဆွဲဆောင်မှုအပြည့်ပေးအောင်ပဲရတဲ့တပတ်ဖြစ်ပါတယ်ဆိုတော့ပရီးမီယာလိပွဲစဉ်ပွဲကြောင်းတုံးတက်ချက်တွေကိုကျွန်တော်ဒီနေ့မှပြုလုပ်ပေးပါမှာမို့လို့စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့သူအဆုံးထိအလိုက်ကြည့်ပြီးဖို့မျှော်လင့်ပါခင်ဗျာဆိုတော့အချိန်နှီးဆွဲနေပြီပဲဆက်လိုက်အောင်ပါအားလုံးပဲ let's go ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှယူနိုင်မယ် mercury.shoppingapp mercury မှာဘာပဲလုပ်လို့ရနိုင်ပြီနော်တစ်ပုံနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ပရမဒုံပွဲတင်နေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ Nottingham Forest နဲ့ Chelsea တို့ရဲ့ပွဲဖြစ်ပါတယ်။ Nottingham Forest ကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ Liverpool ရှုံးပြီးတပွဲကိုတည်ကြလာတယ်။နောက်ဆုံးဖောင်ရတော့အရင်ကောင်းနေတဲ့အတင်းမဟုတ်တော့ဘူး။မနစ်ကလုံးမှာကြုံမှုမျိုးမနစ်ကလုံးစုစည်းမှုမျိုးလည်း Nottingham Forest ကမတွေ့ရတော့ဘူး။ ဒီအထူးဖြင့်အနီးပြတ်တိပိုစတီကိုလူရဲ့လက်အောက်မှာနော်တရန်ဖိုရဲ့ခက်တိကစားပုံကအများကြီးအားနေတယ်။အသင်းလိုက်ကစားပုံလည်းတော်တော်လေးကိုအားနေနေရမျိုးကျွန်တော်မြင်တွေ့ရတယ်။အခုချက်စီကိုအင်ကုန်မှာလက်ခံကစားရမယ်။ဒါပေမဲ့မနစ်ကလိုစူးစီးမှုမှကြုံမှုမရှိတော့တာကြောင့်ချက်စီကိုဒုက္ခတစ်စုံတရာပေးဖို့တော့မမြင်ဘူး။တစ်ပတ်ကချက်စီကတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၂ပွဲ9၂ပွဲချုံ၂ပွဲတည်ကြလာတယ်။ဖောင်ရရန်ရင်ကောင်းမနေဘူးဆိုပေမဲ့ရှုံထားတဲ့၂ပွဲကတယောက်ယောက်ပြီးရှုံထားတော့ကျွန်တော်သတိပြုရမယ်။ချက်စီမှာခြေစပန်းဆိုင်ရာအားနေမှုကြီးကြီးမားမားမရှိဘူး။ခက်စပန်းနည်းနည်းလေးအားနေတာလည်းချက်စီမှာကစားပုံကတော်တော်လေးကိုပြည့်ပြည့်စုံတဲ့အနေအထားတစ်ခုကိုပြောလို့ရတယ်။နောက်ဆုံးကစားခဲ့တဲ့ က်ပွဲမှာဆိုရင်လီဗာပူးကိုတော်တော်လေးကောင်းမွန်တဲ့ချင်းဆွမ်းနဲ့နောက်ဆုံးမနေ့အခုနဲ့အနိုင်ရထားတယ်။ဒီနိုင်ပွဲကချယ်ဆီရဲ့မန်တလတီကိုလည်းအများကြီးမြင့်တက်သွားစီမယ်လို့ကျွန်တော်ထင်တယ်။အခုချယ်ဆီဟာနောက်ဆုံးဖောင်ရမကောင်းခဲ့တဲ့ပုံစံမျိုးတွေကိုနော်တယံဖောရက်နဲ့ပွဲမှာစပြီးချိန်ပြဖို့ကြိုးစားလာလိုက်မယ်။အိုးဂင်းဖြစ်တည်တိုင်ချယ်ဆီနိုင်အောင်ကန်လိမ့်မယ်ကျွန်တော်ထင်တယ်။ဆိုတော့နော်တယံဖောရက်နဲ့အင်ဂွင်းဖြစ်တည်တိုင်နောက်ဆုံးဖောင်ရမကောင်းနေတဲ့အနေအထားမျိုးဖြစ်တာကြောင့်တကြောင်ချယ်ဆီရဲ့ဒီမန်တလတီပိုင်းဆိုင်ရာအမြင့်အနေအထားနဲ့နော်တယံဖောရက်ကိုညှင်းဆန်လာမှာတကြောင်ဒီပွဲကချယ်ဆီအတွက်အနိုင်ပွဲဖြစ်ပေါ်ရရင်တော့အများကြီးလို့ထင်တယ်။ဆိုတော့နော်တယံဖောရက်နဲ့အင်ဂွင်းဖြစ်တည်တိုင်ချယ်ဆီကိုဒုက္ခတစုံတရာပြီးသွားမယ်လို့မထင်ဘူး။ဒီပွဲကို ချက်စီးနိုင်တယ်ကျွန်တော်ရည်တည်ချင်ပါတယ်။ကိုရီးယားမြောက်ပွဲစဉ်တွေနဲ့ကျွန်တော်ရွေးချယ်ထားပြီးရဲ့ပွဲကတော့ Manchester City နဲ့ Everton တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Manchester City ကယာဒီအစပိုင်းမှာနည်းနည်းလေးချီချော်ရတဲ့ပုံစံမျိုးဟာ City ကမကောင်းတော့ဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်လာပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးပြန်ကောင်းလာပြီအထူးသဖြင့် group box မှာ Donnarumma ရှိနေတဲ့အချိန်ကစားပြီး Man City ရဲ့ကစားပုံကရုပ်ချီးပြောင်းလဲတော့ဟာတော်တော်လေးအံ့ဩစရာကောင်းနေ Man City ကနောက်ဆုံးဖောင်ရတပွဲပဲရှုံးလာတယ် နောက်ဆုံး၃ပွဲအနိုင်ခံပြီးတပွဲတည်ကြရတယ်ဆိုတော့တော်တော်လေးကောင်းတဲ့ပုံစံမျိုးကိုမြင်တွေ့လာပြီမက်ဆီအနေနဲ့တကယ်ကိုအဲချန်ပီယံလမ်းကြောင်းပေါ်ပြန်ရောက်လာပြီလို့တော့ကျွန်တော်သတ်မှတ်လို့ရတယ်ဆိုတော့ဂူပေါ့မှာဒူနာရူမရှိနေတဲ့အနေအထားတစ်ခုကမက်ဆီတို့အများကြီးပြောင်းလဲသွားသေးတယ်ကွင်းလင်မှာလည်းရူဒီပြန်ပါလာပြီဆိုတော့ဒီနေထားကမက်ဆီတို့အများကြီးအပေါင်းလက္ခဏာဆောင်တယ်လို့ပြောလို့ရတယ်တစ်ဖက်ကအေဗာတန်ကလည်းအများကြီးဟိုရှိုင်နေနေတဲ့တင်းတခါကြီးအားနေနေတဲ့တင်းမျိုးတော့မဟုတ်ဘူးဒီပြမူရဲလက်ထက်မှာတော်တော်လေးကိုအင်အားပြန်တောင့်တင်းလာတဲ့အတင်းအထူးသဖြင့် Greece တော်တော်လေးကိုကောင်းတယ်ဒီပွဲစဉ်မှာ grilish မပါနိုင်ဘူးဆိုတော့ဒါက everton အတွက်နည်းနည်းလေးတော့အားနည်းမှုတစ်ခုဖြစ်သွားလိမ့်မယ်ဒါပေမဲ့အများကြီးရောအားနည်းရောမဟုတ်ဘူး everton မှာတခြားတော့တိုက်စစ်လက်နက်တွေအများကြီးရှိသေးတယ် everton ကဒီပွဲကို messi အင်ကွင်းသွားခံရမှာမလို့အဝေးကွင်းဖြစ်သွားမယ်ဒါပေမဲ့အများကြီးအားနည်းတဲ့ပုံစံမျိုးတော့မဟုတ်ဘူး everton ကခံစစ်ကောင်းတဲ့အသင်းဖြစ်တာကြောင့် messi တို့ကတိုက်နာတစ်ခုတိတော့ကပြေပို့ကြိုးစားလိမ့်မယ်မ essi အနေနဲ့လည်းအင်ကွင်းဖြစ်တည်တာ တာမန်ဘောတင်နေတော့လွယ်ကူမှာမဟုတ်ဘူးအေဗာဒန်တော်တော်လေးမာကျော်တဲ့အတင်းကစားမှာဖြစ်တဲ့မဆေးအနေနဲ့လည်းအများကြီးတော့စူးစားရလိမ့်မယ်ညာရီခက်ခဲတွေ့လိမ့်မယ်ဒီဘွဲတင်ကတော်တော်လေးအကျိတ်နဲ့ရှိမဲ့ပွဲတော်တော်လေးလည်းညံ့ညံ့ဆဲဆဲရှိမဲ့ပွဲလို့တော့ထင်တယ်အထူးသဖြင့်တော်တော်လေးကိုဒီကွင်းနဲ့တိုက်ပွဲတော်တော်လေးကိုမြိုင်ဆိုင်မဲ့ပွဲလို့တော့ထင်တယ်ဘက်ကအေဗာဒန်ကတော်တော်လေးမာကျော်ချစ်တဲ့ကွင်းလင်နဲ့မဆေးတီးရဲ့တကယ်ကိုပိုဇီရှင်ပလေးကောင်းကောင်းကစားတတ်တဲ့ကွင်းလင်ပြိုင်ဆိုင်မဲ့ပွဲလို့တော့ထင်တယ်ဒီဘွဲတင်က ပိတ်သက်တွေအတွက်အများကြီးရတာတစ်ခုပေးလိုက်မယ်အထူးသဖြင့် Everton ရဲ့မာကျော်မှုဘယ်လောက်ရှိလဲဆိုတာစပြီးစမ်းသပ်မှာပွဲလို့ထင်တယ်အထူးသဖြင့် Haaland တို့ထပ်ပြီးကိုးရမလားကျွန်တော်စောင့်ကြည့်ရမယ်ဒီဝဲစဉ်ကမသိအကွင်းဖြစ်တာကြောင့်နိုင်မယ်ဆိုရင်နိုင်သွားမယ်လို့ထင်ပေမဲ့ကျွန်တော်ဒီဝဲစဉ်က Everton ရဲ့မာကျော်မှုကိုထပ်ပြီးယုံကြည်ချင်တာကြောင့်ဒီဝဲစဉ်ကိုအဖြစ်နိုင်ဆုံးရလာဟာတည်ရလို့ပဲထင်ပါတယ် နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော်ရွေးချယ်တာပြရဲ့ပွဲကတော့ဖူအန်နဲ့အာဆင်နယ်ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဖူအန်တို့အနေနဲ့ဖူအန်ဘက်ကိုစပြီးကြည့်လိုက်ရအောင်ပါ။ဖူအန်ကတော်တော်လေးအရင်တုန်းကမာကျောတဲ့အသင်း၊ယာရီစပွဲမှာလည်းတော်တော်လေးမာကျောတည်အောင်ရှိခဲ့တဲ့အသင်း။ဒါပေမဲ့နောက်ဆုံး၃ပွဲရက်ဆက်မှာတော့အရင်ကောင်းမနေတော့ဘူး။ဖူအန်ရဲ့မာကျောမှုတွေကလည်းနည်းနည်းလေးလျော့လာတယ်လို့ထင်တယ်။ဒါပေမဲ့ဖူအန်မှာ short တော့လို့မရတဲ့အရာတွေအများကြီးရှိတယ်။ကိုယ့်နဲ့ကစားပုံတော်တော်လေးကောင်းတယ်။တိုက်စစ်လက်နဲ့တော်တော်လေးပြင်အားတောင်းတင်တယ်။ပြီးတော့နီးပြမာကိုစီးပါဟာအသင်းကြီးနဲ့တွင်တော်တော်လေးလောက်တက်ကန်တက်တဲ့နီးပြလို့ပြောလို့ရတယ်။ဒါကဖူအန်အနေနဲ့အသင်းကြီးတွေကိုအမြဲတမ်းဒုက္ခပေးနိုင်တဲ့အချက်တစ်ချက်ဖြစ်တယ်။ဆိုတော့အခု ကသားမှာအင်ကွင်းဖူဟန်အင်ကွင်းဆိုပို့ပြီးမှကြောက်ရတဲ့အတင်းဒါပေမဲ့ရင်ဆိုင်ရမယ့်အတင်းကတော့လက်ရှိပရီးမီးယားလိဂ်မှာထိတ်ဆုံးအောင်ဦးဆောင်နေတဲ့အာဆင်နယ်ဖြစ်တဲ့အာဆင်နယ်ကလည်းအချာပင်တင်းမဟုတ်ဘူးတော်တော်လေးကောင်းတဲ့အတင်းတင်းကောင်းလို့လည်းတစ်ဆင့်တင်နေရမှာရောက်နေတဲ့အတင်းဆော့ဖ်ဝဲနဲ့ဒီပွဲစီမှာဘယ်လောက်ထိမှကြောပြနိုင်မှာလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်နီးပြမှာကိုစီပါဘယ်လောက်ထိဝဲကြီးတွေမှာအလုပ်လုပ်ပြမှာလဲကျွန်တော်စောင့်ကြည့်ရမယ်ပွဲဖြစ်တဲ့ဒီဘက်ကအာဆင်နယ်ကတော့လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဆူရောက်ဖို့ထိတ်ဆုံးအောင်ရပန်းစားနေတဲ့အတင်းလက်ရှိလည်းမှတ်ပေးကြတဲ့အဆင့်တင်မှာရောက်နေတယ်ရှုံးနာတာလည်းဝဲပဲရှိရဲဒါကလည်းမဟုတ်ဘူးရှုံးနာတာဆိုတော့အာဆင်နယ်အနေနဲ့တော်တော်လေးကောင်းမွန်တဲ့ပုံစံ ဘယ်နေရာမှာပြည့်ပြည့်စုံမရှိတဲ့ပုံစံနဲ့ရှေ့ဆက်နေရယ်ဒါပေမဲ့အခုရင်ဆိုင်မှာကအဝေးဝင်သူတို့အများအားဒုက္ခပေးနေတဲ့ဖူဟန်ဖြစ်တယ်ဆိုတော့အာဆင်နယ်နေနဲ့ဒီပွဲစဉ်မှာအမိုင်းရင်းတစ်ခုခု ဖြစ်သွားမလားဆိုရယ်စိုးရင်ဆဲမျိုးတော့ရှိရဲဒါပေမဲ့ဖြစ်ဖို့ရရင်တော့အတော်လေးနဲလို့တင်တယ်အာဆင်နယ်နေနဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေရဲ့ result အရာရောကစားပုံအရာရောပြည်ပြည်စုံတဲ့အနေအထားတစ်ခုကြောင့်ဖူဟန်ဝီဝင်းကစားရမယ်ဖြစ်တည်တိုင်းအာဆင်နယ်နဲ့ဒုက္ခကြီးကြီးမှာရောက်သွားမယ်အနေအထားမျိုးမရှိဘူးလို့ကျွန်တော်တို့တင်တယ်ဒါကြောင့်ဖူဟန်နေနဲ့အင်ကွင်းမှာကြောတာမှန်တယ်ကစားပုံရအင်အားတောင့်တင်တာမှန်တယ်တော်တော်လေးတင်းကြီးရဒုက္ခပေးနိုင်တယ်ဆိုတာမှန်တယ်ဒါပေမဲ့အာဆင်နယ်တော်တော်မဖြစ်နိုင်ဘူးလားလို့တော့တင်မိရယ်ဆိုတော့ဝီဝင်းဖြစ်တည်တိုင်းအာဆင်နယ်နေနဲ့အမှတ်ပေးချက်မှာဥဆောင်ခွင့်ဆက်ရမယ်အနေအထားတစ်ခုကြောင့်ဒီပွဲစဉ်ကိုမဖြစ်မနေအနိုင်ကောင်းမှာလို့တင်တယ်ကျွန်တော်တို့အာဆင်နယ်နဲ့ဒီပွဲရတည်ချင်ပါတယ် ကဲဒီတစ်ပတ်နောက်ဆုံးပွဲအကောင်းဆုံးပွဲစဉ်ပြေကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။လီဗာပူးကနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆုံးသုံးပွဲဆက်နဲ့ပွဲပျောက်ထားတယ်။ကစားပုံရအရင်မကောင်းဘူး။ဆိုတော့ယာရီဆာတော်လေးကောင်းခဲ့တဲ့အနေအထားမျိုးရှိရဲ့။မပတိယထိပ်ဆုံးမှာချန်ပီယံလိမ့်မှာဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းတဲ့အနေအထားမျိုးတွေပြခဲ့တယ်ဆိုပေမဲ့လီဗာပူးကနောက်ဆုံးသုံးပွဲဆက်မှာတော့ခန်းစပိုင်အားနည်းမှုတွေနဲ့သူချုံပွဲသုံးပွဲဝင်ဆိုင်ခဲ့ရပြီးဒီပွဲဆက်မှာပြန်ပြီးဘောင်းစပယ်လုပ်ဖို့လီဗာပူးစပြီးစူးစမ်းလိုက်မယ်။ ဒီပါဦးဟာဘလိုပဲ result ဆိုဆို Anfima ဆိုရင်တော်တော်လေးကိုကောင်းတက်တဲ့အတွက်သူမြင့် Manchester United ကိုဒါ Anfima ကစားရမှာဆိုလို့ပါဦးဘလောက်ထိကောင်းတက်လဲဆိုတော့ကျွန်တော်မြင်တွေ့ခဲ့ပြီးဖြစ်တယ်ကျွန်တော်အားလုံးလက်ခံခဲ့ကြပြီးဖြစ်တယ်ဆိုတော့ဒီပွဲစဉ်မှာ Anfima Manchester United ကိုစပြီးပြန်ကစားရမယ် Manchester United နဲ့အနေနဲ့လည်းတစ်ဖက်မှာအရင်ကြီးကောင်းနေတဲ့အနေအထားမျိုးမရှိဘူးအမွေးလက်ထက်မှာတော်တော်လေးကိုရုန်းကန်နေရတဲ့အနေအထားမျိုးတစ်ခုရှိရယ်ဆိုတော့ဒီပါဦးအနေနဲ့ဒီပွဲစဉ်မှာ၃ပွဲသက်အရှုံးကနေပြန်လဲရုန်းထားဖို့ကြိုးစားလာလိုက်မယ်အဲရုန်းထားနိုင်တဲ့အင်အားမျိုးလေးရှိရလို့ထင်တယ် ဘလောက်ပဲဒီပြိုင်ပွဲဆောင်၃ပွဲရှုံးနိုင်တာလေဘာဘူးရဲ့ကစားပုံကတန်းတစ်ခုမှရှိနေသေးတာတော့ကျွန်တော်တို့လက်ခံရမယ်ဆိုတော့ဒီပွဲစဉ်မှာမန်နက်တကောဒီဘောင်းအနေနဲ့အကောင်းဆုံးအင်ကွန်းမှာအခင်ကစားနိုင်မယ်လို့တော့ထင်တယ်တစ်ခါကမန်ချက်စတာယူနိုက်တက်ကတော့ပြိုင်ပွဲဆောင်အဲ့လိုရှုံးနိုင်ရတော့မရှိပေမဲ့ကနနာကြလေးတွားနေတယ်နိုင်လိုက်ရှုံးလိုက်နိုင်လိုက်ရှုံးလိုက်နဲ့ဆိုတော့မန်နက်တအနေနဲ့အရင်ကောင်းတဲ့ကစားပုံမျိုးမရှိဘူးနိပြမွေးလက်ထက်မှာကစားပုံတတ်တတ်မမတ်တစ်ခုရဖို့စူးစမ်းနေရတော့မယ် ကောင်းမွန်တဲ့ form တစ်ခုရဖို့ကြိုးစားနေတော့မယ်9 like ရှုံးလိုက်နေပဲသွားနေရယ်ဆိုပရိသတ်တွေအနေနဲ့လည်းဒီနိပြမိုးရီရဲ့ system အရင်စိတ်ကုန်နေတဲ့ပုံစံမျိုးတွေကျွန်တော်တို့နိုင်ငံတကာမှာဆိုအများကြီးမြင်တွေ့နေရပြီဆိုတော့ ဒီပွဲစဉ်မှာအန်ဖီမှာသွားကန်ရမယ်လီဗာပူးလိုတင်းကိုကဘာမှာဖြစ်တယ်အမိုးရင်းနေနဲ့အရင်ကြီးအသက်ဆန်းနေလှုပ်လို့တော့မရဘူးရိုင်းခေါင်းမှာလို့တော့မရဘူးလို့ထင်တယ်ဆိုတော့ဒီပွဲစဉ်ကနှစ်တင်းစလုံးရိုင်းကောင်းမွန်တဲ့ဖော်မျိုးတွေတော့မရှိသေးဘူးဒီပွဲစဉ်ကအန်ဖီမှာကသားရမယ်လီဗာပူးအနေနဲ့နောက်ဆုံး၃ပွဲရှုံးတဲ့အနေနဲ့ဘောင်းစပယ်လုပ်ဖို့ပြန်ပြီးတိုးစားလာမယ့်အချိန်မန်ယူနိုက်တက်ကလည်းသူတို့ရဲ့နည်းနည်းလေးပြန်တက်လာတဲ့ဖောင်တစ်ခုကိုထိန်းထားဖို့ကြိုးစားမယ်ပွဲ ဒီပွဲစဉ်ကတော်တော်လေးတော့ကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်လာမယ်လို့ထင်တယ်။ဆိုတော့လီဘာပူးအနေနဲ့ဒီပွဲစဉ်မှာအန်ဖီမှာတော့အမိုင်းရင်လှုပ်သွားမယ်လို့မထင်ဘူး။မန်ယူနိုက်တက်အနေနဲ့လည်းဘလောက်ပဲခံကစားရည်တန်အန်ဖီမှာတော့လီဘာပူးကိုကြော်ပြီးနိုင်သွားမယ်လို့တော့မထင်ဘူး။ဆိုတော့ဒီပွဲစဉ်မှာလီဘာပူးအနေနဲ့အနိုင်ကစားရမယ်လို့ထင်တယ်။လီဘာပူးအနေနဲ့အန်ဖီမှာတော့အမိုင်းရင်တစ်ခုခုမလုပ်ဘူးလို့ထင်ပါတယ်။ အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတွေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ပတ်တွေမှာလည်းပိုကောင်းတဲ့အားကစားအစီအစဉ်တွေနဲ့ကျွန်တော်ပြန်လာခဲ့မှာမလို့ Matthew Variety Facebook Page လေးကို like and follow လုပ်တော့ဖို့တောင်းဆိုချင်ပါတယ် YouTube ကကြည့်နေတဲ့ညီကိုတွေအနေနဲ့လည်း channel လေးကို subscribe လုပ်တော့ဖို့တောင်းဆိုချင်ပါတယ်နောက်ပတ်မှာအတူတူပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်